ကျွန်တော်အခုရောက်နေတာကကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်ကျွန်တော်တို့ဒီဖျားသုံးသူနာကကျွန်တော်တို့ဒီဘန်တွမြန်လို့ခေါ်တဲ့ဒီဟိုဒုက္ခတစခန်းဖြစ်သွားတယ်။ဒါမနက်ဖြန်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျန်တာပူရီပေါ့ဒီကမ္ဘောဒီးယားနယ်စပ်မှာကျွန်တော်တို့ဒီကဒုက္ခတဲ့အယောက်200ကျော်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ဇန်ကွန်ဒီလင်ကွာခူးပေါ့ဒီနန်ဒီခူးကိုကျွန်တော်အလုပ်ပေါ်လုပ်မှာဖြစ်ပါတယ်။အကြောင်းမလို့ကျွန်တော်တို့ဒီနေ့ဒီဒုက္ခတဲ့ကနေရှုပ်ပြောလို့တမပေါ်လုံးမဲ့ လုသမားတွေအနေနဲ့ထိုင်းနိုင်ငံကပြဋ္ဌာန်းသတ်မှတ်ထားတဲ့အလုသမားအခြေခံလစာအချိန်ပူလစာနဲ့ကျွန်တော်တို့ဒီလူ့ဖူလုံရေးဂျူးခံစားမှုတွေဒီဒီကြကြရအောင်တော့ကျွန်တော်တို့ကြိုးစားဆောင်ရွက်ဖို့ယူပါတယ်။နောက်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ရွှေပြောင်းအလုသမားဒုက္ခတဲ့ရွှေပြောင်းအလုသမားတွေအနေနဲ့ထိုင်းနိုင်ငံမှာကတ်ဟန်ထားတဲ့အလုသမားအခွင့်အရေးကိုလည်းပြပြပွားပွားရမှာဖြစ်ပါတယ်။နောက်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီထိုင်းနိုင်ငံပြတ်တန်းထားတဲ့စီကံဥပဒေနဲ့အညီ နေထိုင်လုပ်ကြကြပါလို့ကျွန်တော်အနေနဲ့ပြည်သာရက်ခံနေပါလေတကယ်လို့ခုမှအခက်ခဲပြဿနာတစ်ခုခုဖြစ်တယ်ဆိုရင်ကိုကိုရဲ့ကဲ့မော်ဒီဒီရဲ့ဒီဒုက္ခတဲ့စခန်းမှာရှိတာဝန်ရှိတဲ့လူတွေကိုလည်းဆက်သွယ်နိုင်တယ်လို့ကျွန်တော်အလုပ်သမားအရေးကိုဆောင်ရွက်နေတဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကိုလည်းကျွန်တော်တို့ဆက်သွယ်အကူအညီတောင်းပေါ့နော်ခုမှအခက်ခဲနေရှိကြတယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ပြည်ထောင်စုတက်ရေး Foundation FED အနေနဲ့လည်း ီအလုတ်ကမအခွင့်အရေးကိစ္စပညာပေးကိစ္စတွေကျွန်တော်တို့လည်းဆောင်ရွက်နေပါတယ်ဟိုကျွန်တော်တို့ကိုလည်းဟိုအချိန်မရွေးကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်ပြီးတော့အကူအညီတောင်းနိုင်ပါတယ်ကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်ရမယ်ကျွန်တော်တို့ဖုန်းနံပါတ်တွေဒီပုံကူတွေရဲ့နံပါတ်တွေကျွန်တော်တို့ရဲ့ website တွေမှာလည်းကျွန်တော်တို့ဟိုပြတ်ထန်းထားတာဟိုခေါ်ပြတ်ထားတာရှိပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တော်လို့ရမယ်ဒီထိုင်းကမ္ဘောဒီးယားနေဆက်မှာအဲ တတိချံတွေရှိပါတယ်အဲ့ဒီတတိချံတွေမှာကျွန်တော်တို့ကဒီလမ်းပြိုင်သီးလို့ခေါ်တဲ့သီးသီးတွေကိုကျွန်တော်တို့ကခူးရမှာဖြစ်ပါတယ်ခူးတဲ့နေရာမှာနေစာနဲ့ပုတ်ပြက်နဲ့မျိုးရှိပါတယ်ကျွန်တော်တို့ကတော့ပုတ်ပြက်လုံးမှာဖြစ်ပါတယ်သီးသီးကိုကီလိုကီလိုစားနဲ့ဟို1ကီလိုကိုဟို10တော့လကောင်9ချက်တော့လကောင်အဲ့လိုမျိုးစားစားရှိပါတယ်ကျွန်တော်တို့ကတော့ကိုလုံနိုင်လုံနိုင်တော့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ ਨੇ အတူတူဒီတခြားစခန်းကလူတွေလည်းအလုပ်သွားကြမှာဆိုတော့သူတို့ပြောရှင်းတာကတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာအလုပ်လုပ်တဲ့အချိန်မှာသူတို့ နိုင်ငံရဲ့ဥပဒေတွေလေးစားလိုက်နာမှုရှိရမယ်သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုတွေကိုကျွန်တော်လေ့လာလေ့လာထားသင့်ပါတယ်ဗောနော်ပြီးတော့ကိုကအလုပ်လုပ်စားမှဖြစ်တဲ့အတွက်အလုပ်ကိုပဲစူးစမ်းပန်းစားလုပ်ကြဖို့ဒါကိုအကြံပြုလိုပါတယ်ဟုတ်ကဲ့